မရေတော်တော်ရေးကြည့်တယ်ဘာဖြစ်လို့ဆိုအမဒီ2021 22မှာတော်တော်ကျမကြီးချွတ်တက်သွားတယ်ကျမကြီးချွတ်တက်သွားတဲ့အတွက်အခုချိန်ထိပြန်ပြီးတော့အဟိုနလန်ထူဖို့လုပ်ရတာအမျိုးသမီးတယောက်ဖြစ်တဲ့အတွက်အသက်ကြီးတဲ့အတွက်ပြီးလို့ရှိရင်မိရဲ့ယောဂါရှိတဲ့အတွက်ပို့ပြီးတော့ကြာတယ် နားတော့ကိုတယောက်တည်းမှမဟုတ်ပါဘူးမိရဲ့ယောဂါရှိတဲ့အမျိုးသမီးအကုန်လုံးပဲသူ့ဘာသူယောက်ျားရှိတာယောက်ျားမရှိတာသွေးဆုံးကိုင်တာသွေးဆုံးကိုင်တာနဲ့မဆိုင်ဘူးဒါအမျိုးသမီးတွေမှာဒီလိုမျိုးဟော်မုန်းအပြောင်းလဲဒီလိုမျိုးတွေဖြစ်လာတဲ့အခါမှာကျန်းမာရေးတွေကလည်းအဆဆအရာရာချွတ်ချွတ်ရွံ့လာတတ်တဲ့ဟာလေးတွေရှိတယ်ပေါ့နော်အဲ့တော့အမျိုးသမီးအားလုံးကိုယ့်ရဲ့ဖြစ်ဖြစ်တည်မှုလေးကိုနည်းနည်းသတိထားပြီးတော့ကျန်းမာရေးလေးကိုကူဆိုင်ဖို့လဲအမှဒီကနေပြီးတော့ဟိုအားလုံးတိုက်တွန်းချင်တာပေါ့နော် ုတ်မင်္ဂလာပါရှင်အာ coolers ကဒါ lasos ကနေလောက်တာလေ lasos ကဒါဗမာပြည်ရဲ့တကယ် pioneer အာတကယ်အလှကုန်နဲ့ပတ်သက်လို့ pioneer ထဲမှာပါတယ် l'oreal maybelline ကိုတကယ်ဗမာပြည်မှာအရင်ဆုံးမိတ်ဆက်ပေးခဲ့တာဒီ company ကမိတ်ဆက်ပေးခဲ့တာအခုလဲဒါ coolers ကိုအာဒီ lasos ကနေပြီးတော့ပဲဖြန့်ချိပေးတာဆိုတော့ဒါမြမဈေးကွက်နဲ့လည်းတင့်တော်တယ်ပြီးတော့တုံးလို့လည်းပြောတယ်ပစ္စည်းလေးတွေဆိုတော့လေဒါကိုဘကဝင်းရံမှုဆင်းသက်မယ်ပေါ့နော်ဘာလို့ဆိုတော့ကိုတွေဝင်းရံတဲ့အခါကျတော့ ုံးတဲ့လူတွေလည်းဒီပစ္စည်းအကြောင်းပို့တည်ရတယ်ပြီးတော့မှန်ကန်တဲ့ပစ္စည်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လဲကိုဘကပြောရတာအာဘာပြောဟိုယုံကြည်မှုအပြည့်နဲ့ပြောလို့ရတယ်ပေါ့နော်အခုဆိုလို့ရှိရလေ तू ကဒီနှကန်းနီလေးတွေမှာအယောင်ဆုံးပါတော့လေပို့ကောင်းတယ်ဘာလို့ဆိုလဲနှကန်းနီဆိုလို့ရှိရအမဆိုလို့ရှိရအခုနှကန်းနီရောပါနီရောအိုင်ရှယ်ရောတစ်ခုတည်းနဲ့ပြီးသွားတာဟမ်ပါနီရောပေါ့လေကိုကဘောက်ကိုရှောက်လောက်တာပေါ့နော်ပစံကုံတော့ဘာလို့ချွေတာပေါ့ချွေတာရဟုတ်ကဲ့ပါဒီဟာကြတော့လေအခုအခု trend ကကြတော့ make up က ဘဘဘကြီးကြီးလေးဘဘကြီးကြီးကဆိုတော့ဘဘကြီးကြီးဟိုမှာပြီးတော့တခါဟိုပါနီရဲ့ဒီဒီမျက်လုံးကအိုင်ရှယ်ဒိုးရဲ့ပြီးလို့ရှိရင်နှာခမ်းညအယောင်ရဲ့ဟိုအလုံးစင်တူလောက်ကြများတယ်လေအဲ့တော့အဲ့ဒီဟာလေးဆိုတော့အခုဒီနှာခမ်းညတဒောင်းနဲ့ဆိုလို့ရှိရင်ဥပမာဆိုရင်ကိုနှာခမ်းညနဲ့ပါနီနဲ့အယောင်တူဖို့ကရှာဖို့ကခက်နေအောင်မယ်လေဆိုတော့နှာခမ်းညနဲ့ဒါနဲ့ဆိုတခါတည်းပြီးသွားအောင် 2023လောက်တည်းကမဆလုပ်တာဒီဟာနှစ်ခါနေတရောင်းနည်းနည်းပဲဒီဟာလေးတွေဒီဟာလေးတွေအဲ့လိုမျိုးတွေလုံလိုက်ပြီးနည်းနည်းပေါ့ကွနှစ်ရီလောက်တက်သွားတာပါပစတောင်းမှာတော့နှစ်ခါနေကိုထည့်သေးတာပဲကွပါပေါ်မှာတော့ထည့်လိုက်ပါတော့မယ်နော်အဲ့ဒါမှဒါ2021ဆရာဟာ2023 2023เนี่ยမှာအဲ့လိုမျိုးဆိုးလာဟုတ်တယ်အခုချိန်ထိဆိုးတော့ဆိုးတော့မယ်အခုဒါနှစ်ခါနေဒါ cooler ဆိုနှစ်ခါနေเนี่ยဒီမှာပါနေနေ ဲ့ဒါပတ်စံကမကောင်းဘူးဟုတ်တယ်ဘာပြောချွေးတာတာပေါ့လေအခုလာတလောကတော့လေကျမအောင်ကျန်းကျန်းမာမာနေတယ်အဲလေးချင်းကန်းလေးတွေလှုပ်ဖြစ်တယ်အာအလုံးလောက်တာတွေရှိတဲ့ဟာတွေအကုန်လုံးခဏလေးရက်ပြီးနားထားတယ်ပေါ့နော်ဟိုကိုကိုတိုင်းလဲအာ စိတ်ရောကိုယ်ရောမကျန်းမာသေးတဲ့အခါဖြစ်တဲ့အတွက်ကြောင့်အထူးသဖြင့်တော့ခန္ဓာကိုယ်မကျန်းမာတာပေါ့နော်အဲ့လိုမျိုးဆိုအားလုံးပြောကြတဲ့အတိုင်းမှာပဲအသက်ကြီးတော့အဘွားကြီးဆိုတော့အိုတာပေါ့နော်အားလုံးစိတ်နှက်မယ်လို့ထင်ပါတယ်အရန်အိုနေပါပြီအရင်တည်းကကိုယ့်ကိုကြည့်တဲ့လူတွေကိုယ့်ကိုချစ်တဲ့လူတွေကြတော့ကျေးဇူးတင်တဲ့ကိုယ့်ရဲ့ flow ကိုလည်းမိနေပြီကိုယ်ဘာစကားပြောလဲဆိုတာသိတယ်ဒါပေမဲ့အခုနောက်ပိုင်းကျတော့အဲ့လိုနည်းနည်းပြောရတာနည်းနည်း ကြောက်လာပါတော့ဆရာကြီးလည်းများလာတယ်ဝါထားအခုကျတော့လည်းလေပြောရမှန်းဆိုလို့ရှိရင်အဲ့လောက်ကြီးတိလည်းလေကိုကလေအဲ့လိုပြောပြောရှင်ရှင်နဲ့ဖြစ်မနေဘူးပြီးတော့လည်းပြောရရင်ဟိုပစ္စည်းကောင်းနေရလဲအခုဟာတဖြည်းဖြည်းနဲ့ရှားလာပြီဆိုတော့လေအဲ့ဒါကြောင့်မလို့တိတ်ပြီးတော့စကွင်းခဲကျူရှင်နေတိတ်မလို့ဖြစ်တာပါဒါပေမဲ့အေးစေပေါ့မြန်မာရေတော်တော်ရေးကြီးတယ်ဘာလို့လဲဆိုတော့အမဒီ2021 22မှာတော်တော်ကျမကြီးချွတ်တက်သွားတယ်ကျမကြီးချွတ်တက်သွားတဲ့အတွက်အခုချိန်ထိပြန်ပြီးတော့အဟိုနလန်ထူဖို့လောက်ရတာ အမျိုးသမီးတယောက်ဖြစ်တဲ့အတွက်အသက်ကြီးတဲ့အတွက်ပြီးလို့ရှိရင်မိရဲ့ယောဂါရှိတဲ့အတွက်ပို့ပြီးတော့ကြာတယ် နားတော့ကိုတယောက်တည်းမှမဟုတ်ပါဘူးမိရယောဂါရှိတဲ့အမျိုးသမီးအကုန်လုံးပဲသူကသူယောက်ျားရှိတာယောက်ျားမရှိတာသွေးဆုံးကိုင်းတာသွေးဆုံးကိုင်းတာနဲ့မဆိုင်ဘူးဒါအမျိုးသမီးတွေမှာဒီလိုမျိုးဟော်မုန်းအပြောင်းလဲဒီလိုမျိုးတွေဖြစ်လာတဲ့အခါမှာကျန်းမာရေးတွေကလည်းအဆအဆအရာရာချွချွရင်းလာတတ်တဲ့ဟာလေးတွေရှိတယ်ပေါ့နော်အဲ့တော့အမျိုးသမီးအားလုံးကိုယ့်ရဲ့ဖြစ်ဖြစ်တည်မှုလေးကိုနည်းနည်းသတိထားပြီးတော့ကျန်းမာရေးလေးကိုကူဆိုင်ဖို့လဲအမှဒီကနေပြီးတော့ဟိုအားလုံးတိုက်တွန်းချင်တာပေါ့နော်ကိုယ်တွေပြန်တွေးကြည့်နော်တကဘာလုံးကတ်ဆိုင်တဲ့ကယောဂါကြီးကိုကိုယ်တွေမျက်မြင်ကိုယ်တွေ့ပြီးတော့အခုချိန်မှာဟို ဒါမတည်ပဲနဲ့ဒါပြောရမယ်ဆိုအားလုံးဒါဘဝမှာနေထိုင်ဖို့အတွက်ဒုတိယဒုတိယအခွင့်အရေးပေါ့နော် second chance ကိုရရတယ်လို့ပဲဒါကိုဗစ်မှာမတည်ွားတာလीနော် အဲ့မျိုးဆိုတော့အာဒါတကဘာလုံးနဲ့ပတ်သက်ပြီးတော့ကတ်ဆိုင်တဲ့ဟာကြီးမှာတော့ကိုကလွတ်ပြီးကြံခဲ့ရတယ်ဆိုတဲ့အခါမှာဒီဟာအတွက်ကိုကိုဘွားလေးကိုကိုတံမိုးထားကိုအသက်ကိုကိုတံမိုးထားပြီးဒီထက်ကျမအောင်နေဖို့ပဲရှိတော့တာပဲကိုကတော့အားလုံးပျော်စေခြင်းနဲ့ဆန္ဒလေးနဲ့ပြောတာတခါလေကြလို့ရှိရင်ဒီလိုလူတွေကမပြောနိုင်တဲ့ဟာလေးဖြစ်သွားတဲ့အခါကျရင်ကိုယ့်ရဲ့ရည်ရွယ်ထားတဲ့စေတနာကလမ်းလွှဲသွားတဲ့အခါကျရင်တကယ်စိတ်မကောင်းအဲ့လိုစိတ်မကောင်းတဲ့အခါကျရင်ပို့ပြီးတော့ကိုယ့်စီမှာပြောဖို့ဆိုဖို့အတွက်ပို့ပြီးတော့အာ ဟိုဘယ်မှာလဲ break out ရတယ်လို့အာပြန်ပြီးတော့လဲဟိုလွတ်လပ်ခွင့်လဲလွတ်လွတ်လပ်လပ်လဲကိုကပြောဖို့ဘယ်လိုပြောမလဲအားလုံးပြန်ပြီးတော့ငဲရတဲ့အခါတွေရှိတဲ့အခါကြတော့လေဘူးလောလောဆယ်ဝါရတာကောင်းပါတယ်ကျေးဇူးပါဟုတ်ကျေးဇူးပါရှင်အားလုံး